အခုမြင်တွေ့နေရတဲ့တောင်ကြီးကတော့သမိုင်းရာဇဝင် ဖြစ်ပျက်တဲ့များစွာရှိခဲ့ဖို့တဲ့တောင်ကြီးတစ်တောင်ဖြစ်ပြီးတော့ဒီတောင်ကြီးတည်ရှိတာကတော့ထိုင်းနိုင်ငံချွန်ပူလီမြို့နယ်အန်စီလာမြို့နယ်ဗန်ဆယ်မြို့ကြားကအန်ဟန်းရွာနီးမှာတည်ရှိတာဖြစ်ပြီးတော့တောင်ရဲအမိကတော့ချင်းခေါင်စာမူးလို့ခေါ်ပါတယ်ဒီတောင်ချီမှာရှိတဲ့နတ်စင်အားဆိုရင်လည်းဒီသမိုင်းရာဇဝင်ဖြစ်ရတဲ့နယ်များစွာပါဝင်ပတ်သက်မှုရှိနေတယ်လို့လည်းသိရပါတယ်ဒီတောင်ကြီးရဲ့အမိကလည်းသမိုင်းရာဇဝင်တွေနဲ့ပတ်သက်ပြီးကမှ ချင်းကောင်စာမူးလို့အမည်တွင်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။လွန်ခဲ့တဲ့ထိုင်းနိုင်ငံအာယုထေရခေတုံကအဟန်းရွာမှာတရန်ချမ်းသာတဲ့ရွာသူကြီးတယောက်ရှိတယ်လို့လည်းသိရတယ်။အဲ့ဒီရွာသူကြီးမှလည်းသားလေးတယောက်လည်းရှိတယ်။နာမည်ကတော့သာချိုင်းလို့ခေါ်တယ်။အဟန်းရွာလေးရဲ့ကမ်းခြေဘက်မှာဆိုရင်မိဖွားနှစ်ယောက်နေတယ်။အဖွားရဲ့အမိကိုတော့ဖော်ပြထားခြင်းမရှိပေမဲ့မိမလေးရဲ့အမိကတော့စာမူးလို့ခေါ်ပါတယ်။ စာမှုရဲ့အဖေနဲ့အမေကတော့စာမှုငငယ်လေးတွေကအဆုံးပါသွားတယ်ဒါကြောင့်ပဲအဖွားဖြစ်တဲ့သူနဲ့ပဲဒါကြီးပြင်းလာရတယ်လို့လည်းသိရတယ်အပြူပေါက်စာရွယ်လေးဖြစ်လာတဲ့အခါမှာလည်းစာမှုကအရန်ချုံမောလှပတယ်မိကလေးတယောက်လည်းဖြစ်တယ်တဲ့ဒီနွေရာသီရောက်တော့ရှင်အဟန်းရွာအနာကန်းချိန်မှာတည်ရှိတဲ့တောင်ကြီးပေါ်ကိုတက်ပြီးတော့စာမှုအပါဝင်ရွာတွေကခလေးလူကြီးအားလုံးကအစုံနေတက်ပြီးတော့လွတ်ကြတယ်တဲ့ဇလန်းကစကျင်လာတော့ စွန်တစ်ခုကစာမှုအနာကိုကြလာတယ်ဒါနဲ့စာမှုကလည်းကောက်ယူလိုက်တယ်ခဏကြာတော့စွန်ပိုင်ချင်းရွာတကြီးရဲ့သားစာချိုင်ရောက်လာတယ်စွန်လေးကိုအကြောင်းပြုပြီးတော့နှစ်ယောက်သားခင်မင်သွားကြတာပေါ့ဗျာစာမှုကလည်းစွန်ပြန်ပေးတဲ့အခါမှာစာချိုင်ကငါပြန်မြူတော့ဘူးတဲ့စွန်လေးကိုနင်းပဲယူလိုက်ငါနင်းကိုလက်ဆောင်ပေးတယ်ဆိုပြီးတော့သူကအဲ့လိုမျိုးပြန်ပြောလိုက်တယ်တရော်လေးသားတွေဖြစ်တော့တွေးပါခင်ပါများပြီးတော့အရွယ်လေးတွေကလည်းအပြိုအရွယ်လူပြိုအရွယ်လေးဆိုတော့နောက်ပိုင်းမှာချစ်သူတွေဖြစ်သွားကြတာပေါ့ဗျာ တို့နှစ်ယောက်ချိန်တွေ့ရင်လေဒီတောင်ပေါ်မှာပဲတို့တွေ့ကြတယ်ချစ်သူတွေဘဝနဲ့အချိန်တိုင်းတာတစ်ခုရောက်လာတော့စာချိုင်ကချစ်သူတွေအဖြစ်အထိတ်အမှတ်အနေနဲ့စာမှုကိုလက်စွပ်လေးတစ်ခုစွပ်ပေးလိုက်တယ်အဲ့ဒီအချိန်မှာလေနှစ်ယောက်သားကတစ္ဆာဆိုကြတယ်တရားနဲ့တရားတစ္ဆာဖောက်ပြက်ခဲ့သည်ရှိတော့ဒီတောင်ပေါ်ကနေခုံချပြီးတော့တရားမယ်ဆိုပြီးတော့ဂတိတစ္ဆာတွေတို့ကပြုကြတယ်စာချိုင်ကလည်းစာမှုလေးကိုအရင်ချစ်တယ် ဒါကြောင့်ပဲအဖေဖြစ်တဲ့သူရွာသူကြီးကိုစာချိုင်ကသူ့မှာစစ်သူရှိနေပြီလက်ထက်ရှင်တဲ့အကြောင်းအဖေဖြစ်တဲ့သူကိုသူကပြောပြလိုက်တယ်။အဖေဖြစ်တဲ့သူကလည်းသားရဲ့စစ်သူကောင်မလေးကဘေရွာကလည်းချမ်းသာတဲ့အတိုင်းဝိုင်းကလားမေးလာတော့သားဖြစ်တဲ့သူစာချိုင်ကလည်းသူ့စစ်သူစာမူလေးအကြောင်းအဆုံးအလင်းကိုသူကပြောပြလိုက်တယ်။အဟန်းရွာရဲ့ကမ်းခြေမှာခရူကောက်ဂုံကောက်ငားရှာပြီးအတံဝေးဝမ်းကြောင်းပြုတ်နေတဲ့အဖွားအိုရဲ့မြေမှန်တိလိုက်ရော အရန်စင်းရဲတဲ့တန်ဃာတဲ့အဖွားအိုရဲ့မြင်းနဲ့သဘောမတူနိုင်ဘူးဆိုပြီးတော့သားဖြစ်တဲ့သူချာချိုင်ကိုအပြက်ပြောလိုက်တယ်ချာချိုင်ကိုလည်းအဖေဖြစ်တဲ့သူရွာသူကြီးကအိမ်ထဲကအိမ်မြင်တော့မထွက်ခိုင်းတော့ဘဲနဲ့ဒီချမ်းသာတဲ့ရွာသူကြီးလည်းဖြစ်တော့တပည့်တွေကလည်းပေါ်တာပေါ့ဗျာဒါနဲ့စာချိုင်စာမုံနဲ့ခိုးတွေပြီးထွက်ပြေးသွားမှဆိုလို့ဘဲမကိုသွားလို့မရအောင်ရွာသူကြီးရဲ့တပည့်တွေနဲ့ပေါ့နော်စောင်းကြက်တွေနဲ့တိတ်တိတ်ချာချာကိုထားလိုက်တယ် သားပြတဲ့သူစာချိုင်ကလည်းစာမူးမှစာမူးဖြစ်နေတော့အဖေဖြစ်တဲ့သူကလည်းသားဖြစ်တဲ့သူ မသိအောင်ပေါ့နော်အတိမပေးဘဲနဲ့အရှိလူကြီးတွေရဲ့ထုံးစံအတိုင်းအဲသူတို့နဲ့လေဘယ်တန်းပေါ့နော်ချမ်းသာတဲ့တခြားနယ်ကအမျိုးသမီးနဲ့အတင်းလက်ထက်ခိုင်းလိုက်တယ်မြမကားတွေတဲကလို့ပေါ့ဗျာမိဘစီစဉ်ရလို့ယူလိုက်ရပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်သားလိမ်မာလေးစာချိုင်ကလည်းမငင်းတာတော့ပဲနဲ့လက်ထက်ဖို့အတွက်အကြောင်းကဖမ်းလာတယ်တတိသာစာချိုင်တခြားနယ်ကအမျိုးသမီးတယောက်နဲ့လက်ထပ်တော့မယ်ဆိုတဲ့တဲ့င်းကလည်းတွေ့ရလုံးကိုပြန့်သွားတယ် စာမူလေးပါတိသွားတယ် သူအရင်ချစ်ရတဲ့ချစ်သူတခြားမိခလေးနဲ့လက်ထပ်ရတော့မယ်ဆိုတာကိုစာမူလေးသိတော့အတော်လေးတော့သူ့ရင်ထဲမှာခံစားရတာပေါ့နော်။ထိုင်းတွေမှာမင်္ဂလာဆောင်တဲ့အခါနဲ့လူသေဆုံးတဲ့အခါမှာဟိုးအရှိရှိတုန်းကနေပြီးတော့ယနေ့အချိန်ထိထုံးလန်းစင်လာတစ်ခုရှိတယ်ဗျ။အဲ့ဒါကတော့လက်ရည်လောင်းတဲ့ delay ပဲဖြစ်တယ်ဗျ။အလူသေးလက်ရည်လောင်းတဲ့ပုံစံနဲ့မင်္ဂလာလက်ထပ်ပွဲတွေမှာလက်ရည်လောင်းတဲ့ပုံစံကတော့အနှဲငယ်လေးဒီကွဲလဲတာလေးတွေတော့ရှိတာပေါ့ဗျာ။ဒါနဲ့စာချိုင်တို့လက်ထပ်ပွဲမှာလည်းဂရုသားဂရုသမီးအိမ်တော်ရေးตาရအောင်ဆိုပြီးတော့လက် က်ရည်လောင်းတဲ့မင်္ဂလာယူနေတဲ့အချိန်ဒီကရိုးသားကရိုးသမီးလက်ရည်လောင်းပေးနေတဲ့လူအုပ်ထဲကိုရုတ်ဖြတ်ပြီးတော့စာမူလေးကဝင်လာတယ်။နောက်ဆုံးခြားချိုက်ကိုနှုတ်ဆက်တဲ့အနေနဲ့ပေါ့နော်သူလက်ရည်ဝင်ပြီးတော့လောင်းတယ်။သူလောင်းတဲ့ရေခွက်ထဲမှာလည်းခြားချိုက်ပေးထားတဲ့လက်စွပ်လေးကိုပါထည့်ပြီးတော့လောင်းလိုက်တယ်။လက်စွပ်လေးကိုခြားချိုက်တွေ့လိုက်ရတဲ့အချိန်မှာစာမူလေးကိုအတင်းသူလိုက်ရှာတယ်။လူအုပ်ကြားထဲမှာရုတ်ဖြတ်ပြီးတော့စာမူလေးကလာတဲ့အခါကျတော့လလွယ်နဲ့ခြားချိုက်တယောက်ရှာလို့မတွေ့ဘူး။ဒါနဲ့ ချာချိုင်တဲ့သူတီးလိုက်ပြီးစာမူလေးတယောက်သူတို့စားတွေ့တဲ့ရွာနာကတောင်ပေါ်မှာရှိနေနိုင်တယ်ဆိုတာကိုသူသိတာနဲ့ပဲအတင်းလို့ဂျားတွေကနေပြီးတော့စာမူလေးနောက်ကိုပြစ်လိုက်သွားတယ်ချာချိုင်တယောက်ကလည်းသူ့ချစ်သူရှိနိုင်တဲ့ဒီတောင်ပေါ်ကိုသူတက်သွားတယ်တောင်ပေါ်ရောက်တဲ့အခါကျတော့စာမူလေးကိုမတွေ့ဘူးအဲတောင်အောက်ကိုလှမ်းကြည့်လိုက်တဲ့အခါကျတော့အသက်မဲ့နေတဲ့စာမူလေးကိုသူမြင်လိုက်ရောသူ့ရဲ့စိတ်တွေလည်းအယံကိုမှခံစားရပြီးတော့ဗောနော်မနေ့မချစ်မနေ့တက်တဲ့သူနဲ့တော့သူမပေါင်းနိုင်ဘူး ငါချစ်သူစာမူလေးနောက်ပဲလိုက်မယ်ဆိုပြီးအတွေးတွေဝင်သွားတယ်လို့တော့ထင်ပါတယ်ဗျာ။စာချိုင်လည်းအဲ့ဒီတောင်ပေါ်ကနေပြီးတော့ခုံချပြီးတော့ကိုကိုကိုတက်ပြီးတော့ထေသွားလိုက်တယ်။စာမူလေးနဲ့စာချိုင်တို့ရဲ့အကြောင်းကိုသိကြတယ်။ရွာသူရွာသားတချို့ကလည်းပစ္စည်းဥစ္စာမတ်တဲ့ရွာသူကြီးကိုဝိုင်းဝန်းပြီးတော့ပြစ်တင်ချုံချကြတာပေါ့ဗျာ။ အစာမူနဲ့စာချိုင်တို့ဇုံတွဲကအစိမ့်သေးတွေဆိုတော့မကြာခဏရသူရွာသားတွေကသူတို့နှစ်ယောက်ရဲ့ဝိညာဉ်တွေကိုတွေ့ရတယ်ဒီတောင်ဝင်းကျင်မှာပေါ့နော်ရွာသူကြီးဖြစ်တဲ့စာချိုင်ရဲ့အဖေကလည်းသူသားရဲ့ဇုံတွဲနှစ်ယောက်ရဲ့ဒီအဖြစ်ကိုကြည့်ပြီးတော့စိတ်မကောင်းဝမ်းနည်းဖြစ်ပြီးတော့အဲတောင်သားမှာစားစရာတောက်စရာတွေလာပြီးတော့ကျွေးတယ်ရွာသူရွာသားတွေကလည်းစာမူလေးတို့ဇုံတွဲကိုမကြာမကြာအိမ်မက်တွေမကြတယ်ဒီနတ်စင်ကြီးဖြစ်လာရတဲ့အကြောင်းကတော့ ။ထိုင်းတွေကတော့တော်တော်များများလည်းသိကြတဲ့အတိုင်းပဲဖျားကလွဲလို့တခြားထူးထူးဆန်းဆန်းဖြစ်တဲ့အရာတွေကိုကိုးကွယ်ပူဇော်ကတော့ရမယ်ဆိုလို့ရှိရင်ထိတ်ဆုံးကပဲပြောရမှာပေါ့နော်။ပြစ်ချင်တော့ဒီနေ့မှအဟန်းရွာမှာနေတဲ့အတော်ကြီးတယောက်ကိုအိမ်မက်ပေးတဲ့ကောင်မလေးတယောက်ကသူဒီတောင်ကြီးမှာနေပါတယ်တဲ့။မိုးရသည်ဆိုလို့ရှိရင်နေဖို့အတော်လေးဟိုမှာခက်ခဲတယ်ဒါကြောင့်တို့နေဖို့အတွက်အိမ်လေးတစ်လုံးဆောက်ပေးပါဆိုပြီးတော့အိမ်မက်ပေးတယ်အိမ်မက်ကနိုးလာတော့အိမ်မက်ထဲမှာတွေ့ရတဲ့မိကလေးက စာမူလေးဖြစ်နေတယ်ဆိုတာကိုတွေ့ရတဲ့သားဖြစ်တဲ့ဒေါ်ကြီးကအမှတ်မိနေတယ်။ဒါနဲ့ပဲစာမူလေးကိုအိမ်မက်မက်တဲ့ဒေါ်ကြီးကလည်းတောင်ချေလေးမှအိမ်တိတိလေးတလုံးကိုစောက်ပြီးတော့ပေးလိုက်တယ်။နတ်စင်ပဲပြောရမှာပေါ့ဗျာ။အဲ့နတ်စင်ကလည်းဟိုးအရင်အာယုထေရခစ်ကလေးကရှိနေတယ်လို့ပဲဆိုရမှာပေါ့။အဲ့ချိန်ကစလို့တောင်ရဲ့အမိကိုလည်းစာမူနဲ့ချန်ချိုင်းကိုအစွဲပြုတ်ပြီးတော့ချင်းခေါင်စာမူဆိုပြီးတော့အမိပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ။ ။စာမူလေးကထိုင်းတရုတ်နယ်ဝင်မျိုးရိုးဖြစ်တဲ့အခါကျတော့အခုနောက်ပိုင်းတောင်ချီမှာတရုတ်နယ်စင်တွေကိုပါတွေ့မြင်နေရတာလည်းဖြစ်တယ်ဗျ။အယူထေရာခိကနဲ့ယနေ့ခိယနေ့အချိန်ထိစာမူလေးတို့ရဲ့နတ်စင်မှာရွယ်ချက်အမျိုးမျိုးအကြောင်းပြချက်အမျိုးမျိုးနဲ့ကိုယ်ကွယ်ပူဇော်အကြောတဲ့သူတွေကတော့များစွာရှိလို့နေပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့တင်ဆက်ပေးတဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ရဲ့တင်ဆက်မှုတွေကိုအဆုံးတရားကိုကြည့်ရှုပေးကြတယ်တယောက်စီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာ